ါကိုကျွန်တော်သိတယ်ဒီစကားကိုကျွန်တော်တို့နေ့တိုင်းလို့လို့သုံးကြတယ်ဒါပေမဲ့ခဏလောက်ရပ်ပြီးစဉ်းစားကြည့်ဘူးလားအဲ့ဒီလိုပြောလိုက်တဲ့အခါတကယ်ရောဘာကိုဆိုလိုတာလဲဒီမေခွန်းကရိုးရိုးလေးလို့ထင်ရပါပေမဲ့ဒသနာပညာရှင်တွေကို2000နှစ်ချီပြီးခေါင်းချောက်စီခဲ့တဲ့မေခွန်းကကဲဒီနေ့တော့အသိပညာဆိုတာတကယ်တော့ဘာကြီးလဲဆိုတဲ့ဒီအခြေခံကြတဲ့မေခွန်းရဲ့နည်းနည်းတဲ့အဖြေတွေကိုအတူတူစူးစမ်းကြည့်ကြရအောင် ကဲသက်စနပညာရှင်ကြီးရီနေဒေခါရဲ့နာမည်ကြီးမိခွန်းတစ်ခုနဲ့စာဖြိုချောင်းအခုဒီရဲ့ချိန်မှာကိုကအိမ်မက်မက်နေတာမဟုတ်ဘူးလို့ဘယ်လိုလုပ်ပြီးသေချာနိုင်မှာလဲတဲ့ဟုတ်ဒီမိခွန်းကကျွန်တော်တို့လက်တွေ့ဘဝလို့ထင်နေတဲ့အရာအားလုံးကိုဖြန်ပြီးတန်တရားဝင်စေတယ်ဗျပြီးတော့အသိပညာနဲ့ပတ်သက်တဲ့အတိတ်ကပြဿနာရဲ့အလဲဘဟုကိုတည့်တည့်မမခေါ်သွားကြတာပဲအတိုင်းတည့်အသိပညာရှာဖို့တော့ ကဲဒီအပိုင်းမှာတော့အသိပညာဆိုတာကိုဘလို့များအတိပဲဖွဲ့ဆိုဖို့ကြိုးစားခဲ့ကြတယ်လေဆိုတာကိုကြည့်ကြတာပေါ့ဒီလိုမိငွန်းတွေကိုအဖြေရှာတဲ့သဒ္ဒနာပညာရက်တစ်ခုရှိပါတယ်အဲ့ဒါကိုဉာဏ်ပညာပြီးအင်္ဂလိပ်လိုဆို epistemology လို့ခေါ်ပါတယ်ရှင်းရှင်းလေးပြောရရင်တော့ငါတိတယ်လို့ပြောလိုက်တဲ့အခါတကယ်ဘာကိုဆိုလိုတာလဲဆိုတာကိုနားလည်အောင်ကြိုးစားတဲ့ဘာသာရက်တစ်ခုပေါ့ဗျာအပိုင်းနဲ့တန်တရားဝါဒရဲ့အစဉ်ခေါ်မှု ဒီအသိပညာရှာပုံတော်ဇလမ်းမှာအေရီကဗီလင်တယောက်ရှိတယ်ဗျအဲ့ဒါကတော့တန်တရဝါရပဲသူကဘာပြောလဲဆိုတော့တကယ်တမ်းမှာကျွန်တော်တို့ဘာတစ်ခုကိုမှတည်တည်ချာချာမသိနိုင်ဘူးကွာဆိုပြီးစင်ခေါ်တဲ့အမတန်အစွမ်းထက်တဲ့အတွေ့အခေါ်တစ်ခုပေါ့ဒီတန်တရဝါရမှာအဓိကစင်ခေါ်မှုကြီးနှစ်ခုရှိတယ်ပထမတစ်ခုကအစွမ်းကပြောခဲ့တဲ့အဓိကရဲ့စင်ခေါ်မှုပဲကိုယ့်ရဲ့အာယုံတွေကကိုယ့်ကိုလက်စားနေရမှာမဟုတ်ဘူးလို့ဘယ်လိုလုပ်တည်နိုင်မှာလဲဆိုတာလေဒုတိယတစ်ခုကတော့သဒ္ဒနပညာရှင်ယူမြင့်စင်ခေါ်မှုပါ အတိတ်မှာဖြစ်ခဲ့တဲ့ပုံစံတွေကအနာဂတ်မှာလည်းဆက်ဖြစ်နေအောင်မယ်လို့ဘာတောင်းပြချက်နဲ့ယူကြည်ရမှာလဲတဲ့ဆိုတော့တစ်ခုကတေချာမှုကိုမေခွန်းထုတ်နေပြီနောက်တစ်ခုကကောက်ချက်ဆွေးချင်းကိုမေခွန်းထုတ်နေတာပါဂျာနဲ့ပတ်သက်ပြီး Jess S Cram လေးရဲ့ဒီကိုကားချက်ကအဓိကချက်ကိုထိထိမိမိထောက်ပြထားတယ်သူကဘာပြောလဲဆိုတော့ဉာဏ်ပညာဘေဒဆိုတဲ့ဘာသာရဲ့ကြီးတစ်ခုလုံးဟာဒီတန်တရာဝါဒရဲ့စင်ခေါ်မှုကိုဖြည့်ရှင်းဖို့ခြေဖို့ဖို့အတပေါ်ပေါက်လာတာပါပဲတဲ့အဲ့ဒီလောက်အထီးကိုဒီစင်ခေါ်မှုကအရေးပါခဲ့တာ အဲ့ဒီဟီဝင်ရဲ့အနုမာနာပြသနာကနည်းနည်းတော့ခေါင်းရှူစီတယ်။ဒါကိုပို့ပြီးရှင်းသွားအောင်ဇက်တရိုရဲ့ဥပမာလေးနဲ့ကြည့်ကြရအောင်။ဇလန်တဲကဇက်တရိုကတတိထားမိတယ်။အင်ရှိကခေါင်းလောင်းတန်ကြားလိုက်တိုင်းဧည့်သည်တွေရောက်လာတာချေပဲ။ဒါနဲ့သူယုံကြည်ချက်တစ်ခုတိဆောက်လိုက်တယ်။ခေါင်းလောင်းတန်ဤကွယ်ဧည့်သည်လာမယ်ဆိုပြီးပေါ့။ဒါပေမဲ့ရှင်ဝင်းကဒီနေရာမှာမေခွန်းထုတ်တာအတိတ်မှအကျင့်တရားဖြစ်ထည့်ရင်တောင်နောက်တစ်ခေါက်ဆေးရတွေ့ရဲ့ကျိန်မြောက်မှာလဲအဲ့ဒီအတိုင်းဆက်ထည့်မယ်လို့ယုံကြည်ဖို့ပါကြောင်းပြစ်ချက်ခိုင်းခိုင်းလုံလုံရှိတယ်လေတဲ့ ဒါဟာတကယ်ကြွကြောင်းစီလျော်လို့ယုံကြည်တာလားဒါမှမဟုတ်ဒီတိုင်းအလေးအကျင့်ဖြစ်သွားလို့ယုံကြည်နေတာလားကမ္မပီအပိုင်းတောင်းအသိပညာကို အတိတ်ပဲဖွင့်ဆိုခြင်းနဲ့ကာကွယ်ခြင်းအခုတန်တရားဝါဒကိုချေဖို့တသနပညာရှင်တွေပထမဆုံးဘယ်လိုစူးစမ်းခဲ့ကြသလဲဆိုတာကိုကြည့်ကြတာပေါ့ရာစုနှစ်တွင်နဲ့ချီပြီးအသိပညာရေးဆန်အသေးပြဖွင့်ဆိုချက်အဖြစ်သတ်မှတ်ခဲ့ကြတာကတော့ကျိုးကြောင်းခိုင်လုံသောမန်ကန်တီယုံကြည်ချက်ဒါမှမဟုတ် အတိုကောက် JDB model ပဲဖြစ်ပါတယ်။ဒါကအတော်လေးကိုရိုရှင်းပြီးလက်ခံနိုင်စရာကောင်းပါတယ်။တခုခုကိုသိတယ်လို့ပြောနိုင်ဖို့ဆိုရင်အချက်တောင်းချက်လိုတယ်။နံပါတ်1အဲ့ဒီအရာကိုယုံကြည်ရမယ်။နံပါတ်2အဲ့ဒီယုံကြည်ချက်ကမှန်ချက်နေရမယ်။ပြီးတော့နံပါတ်3အဲ့ဒီလိုယုံကြည်ဖို့တဲ့ကြိုးကြောင်းခိုင်လွန်တဲ့အကြောင်းပြချက်တက်တည်ထောက်ထားရှိရမယ်ပေါ့။ဒါပေမဲ့လေအဲ့ဒါနဲ့ပဲတကယ်လုံလောက်ရဲ့လားဒီမာတင်ဇလန်းကအလဲပြောင်းဖြစ်လာတော့တာပဲ။ ဒီလောက်ခိုင်မာပုံရတဲ့အသေးပေဖွင့်ဆိုချက်မှာအရေးကြီးတဲ့အားနည်းချက်တစ်ခုရှိနေခဲ့တယ်ဗျာအဲ့ဒီအားနည်းချက်ကိုဖော်ထုတ်ခဲ့တာကတော့ get here ဖြတ်တနာလို့နာမည်ကြီးတဲ့ဥမာဇလန်လေးတွေပါပဲကဲဇလန်တစ်ပုဒ်ကိုအတူတူလိုက်ကြည့်ရအောင်ယုံတယုံမှဒူတယောက်ကတူလို့ဖော်ကိုင်းဖက် no ခေါက်က focus တစ်စီပိုင်တယ်လို့ယုံကြည်ဖို့အင်မတန်ခိုင်လုံတဲ့အထောက်အထားနေရှိတယ်လို့ပဲဆိုပါစို့ ဲ့ဒီထောက်ထားတဲ့အပေါ်ခြေခံပြီးသူကယုံကြည်ချက်တစ်ခုကိုတည်ဆောက်လိုက်တဲ့အဲ့ဒါကတော့ဒီယုံလေးကတဆုံတယောက်တော့ဖော်ကားပိုက်တယ်ဆိုတာပါပဲမှတ်ထားရမှာကအခုသူယုံကြည်ချက်ဟာ JDB ရဲ့အချက်နှစ်ချက်နဲ့အကင်ညီနေပြီယုံကြည်ချက်လည်းရှိတယ်အဲ့လိုယုံကြည်ဖို့ကြိုးချောင်းခိုင်လုံမှုလည်းရှိနေပြီဒါပေမဲ့ဒီမှာဇလန်းကလည်းအွက်ဖြစ်သွားပြီတကယ်လက်တွေ့မှာ노ကောက4ကားပိုင်ဦးညဒါပေမဲ့ဘသူမှမတိလိုက်ပဲနဲ့ယုံနေကလုံးဝမထင်ထားတဲ့တခြားလူပေါ်ကင်ဖတယောက်ကတော့4ကားတစည်းတကယ်ပိုင်ဆိုင်နေလေး ဆိုတော့ပြန်ကြည့်အောင်ဒီလူရဲ့ယုံတဲ့ကတယောက်ယောက်ဖိုကားပိုင်တဲ့ဆိုတဲ့ယုံကြည်ချက်ကမှန်နေတယ် true ကြိုးချောင်းခိုင်လုံမှုလည်းရှိတယ် justified သူကိုယ်တိုင်လည်းယုံကြည်တယ် belief GTB ရဲ့အချက်၃ချက်စလုံးနဲ့ပြည့်စုံနေပြီဒါမဲ့သူ့မှာတကယ်အသိပညာရှိတယ်လို့ပြောနိုင်မလားမပြောနိုင်ဘူးဗျာဘာလို့လဲဆိုတော့သူကကန်ကုန်းထောင်မှာစတဲ့အမှန်ဖြစ်သွားတော့ကိုကတိယပြည့်တနာတွေကနေကျွန်တော်တို့အသိလိုက်ရတဲ့အဓိကသင်ခန်းစာကဒါပါပဲ ကျူးကျောင်းခိုင်လုံမှုရှိတာနဲ့အမှန်တရားဖြစ်နေတာဟာကံကောင်းမှုကြောင့်တီးချက်စီဖြစ်သွားနိုင်တယ်ဆိုတာကိုပဲတနည်းပြောရရင်ဆိုမှခိုင်လုံတဲ့အကြောင်းပြချက်ရှိပေမဲ့အဲ့ဒီအကြောင်းပြချက်ကြောင့်အမှန်ဖြစ်သွားတာမဟုတ်ဘူးဆိုတာကိုဖော်ထုတ်ပြလိုက်တာပါပဲအပိုင်းလီအသိပညာကဘာကြောင့်အရေးကြီးတာလဲ GDP မော်ဒယ်ကြီးဒီလိုပြောလဲတော်မိနေနောက်မှာတော့သတ္တနပညာရှင်တွေဒီပြဿနာကိုဘယ်လိုရှေ့ဆက်ဖြေရှင်းခဲ့ကြသလဲဆိုတာကြည့်လိုက်ကြအောင် ကေဒီယာပြဿနာကိုဖြေရှင်းဖို့အတွက်ခေတ္တဉာဏ်ပညာပေးမှာအဓိကအုပ်စုကြီးနှုတ်ကိုကွဲထွက်သွားတယ်။အဲ့ဒါတွေကတော့အတွင်းမြင်ဝါဒ internalism နဲ့အပြင်မြင်ဝါဒ externalism ပါပဲ။အတွင်းမြင်ဝါဒကဘာကိုအာရုံစိုက်လဲဆိုတော့ကြိုးကြောင်းဆင်ခြင်နေတဲ့လူကိုပဲ။ဆိုလိုတာကကြိုးကြောင်းခံလို့မှုဟာကိုယ့်ရဲ့စိတ်ထဲမှာကိုတည်နေတဲ့အကြောင်းပြချက်တဲ့တက်တေဒီပုံမှာပဲမူတည်တယ်လို့ဆိုတယ်။အပြင်မြင်ဝါဒကတော့ဖြစ်စဉ်ကိုအာရုံစိုက်တယ်။ ူတို့ကတော့ကြိုးကြောင်းခံလုံမှုဆိုတာယုံကြည်ချက်ကိုဖြစ်ပေါ်စေတဲ့ပြင်ပကဘာကလုပ်ငန်းစဉ်ဘလောက်ယုံကြည်စိတ်ချတာတလဲဆိုတာပေါ်မှာမူတည်တယ်လို့ဆိုတယ်ကိုရိုင်အဲ့ဒီလုပ်ငန်းစဉ်ကိုတည်တည်ချစ်စေမတည်တည်ချစ်စေပေါ့ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကနီးအထက်မှတ်သားစရာတွေကိုပြန်ချုပ်ကြည့်အောင်ပထမဆုံးကတော့အတိကညာကိုအသေးပဲဖွင့်ဆိုတာဟာထင်ထားတာတဲ့အများကြီးပိုခတ်ခဲ့တယ်ဆိုတာပါပဲဒုတိယချက်တန်တရားဝါရဆိုတာကျွန်တော်ရဲ့ယူဆချက်တွေကိုပြန်ပြီးမေးခွန်းထုတ်ဖို့အတွက်အင်မတာအစွမ်းထက်တဲ့ကိရိယာတစ်ခုပါ တက်တရာချက်ကြိုးချောင်းခိုင်လုံတဲ့ယုံကြည်ချက်တစ်ခုဟာကံကောင်းလို့သာမှတ်နေတယ်ဆိုရင်အဲ့ဒါကိုအသိပညာလို့မခေါ်နိုင်ပါဘူး။နောက်ဆုံးအချက်ကတော့အသိပညာဆိုတာကိုယ့်ရဲ့အတွင်းစိတ်ကအကြောင်းပြချက်တွေအပေါ်မူတည်တာလားဒါမှမဟုတ်လက်တွေ့ကဘာနဲ့ကိုယ့်ရဲ့ပြင်ပဆက်သွယ်မှုပေါ်မူတည်တာလားဆိုတဲ့အငင်းအခွန်ကဒီနေ့အချိန်ဆက်ရှိနေတော့ပါပဲ။ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိကွန်းတစ်ခုခြံထားခဲ့ခြင်းပါလေ။အတိပိယဆိုတာလုံမအိုးဆုံးတေချာမှုလိုအပ်တဲ့အရာတစ်ခုလား။ဒါမှမဟုတ် အမှန်တရားနဲ့ခိုင်မာပြီးယုံကြည်စစ်ချတဲ့ဆက်သွယ်မှုတစ်ခုရှိနေုံနဲ့ပဲလုံလောက်ပြီလားဒီမိကုံးရဲ့ဖြေကတော့ကျွန်တော်တို့တယောက်ချင်းစီဆက်လက်ပြီးရှာဖွေသွားမယ့်အရာတစ်ခုပဲဖြစ်မှာပါ